မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဗာမီရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခေါက်မှာလည်း2025ခုနှစ်မှာပဲထွက်ရှိထားတဲ့အင်ဒိုတရေကားတလီတကားကိုရီကပ်ပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာမာယာဆိုတဲ့အမျိုးသမီးဟာသူကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကိုပြန်ပြောပြနေပြီးဒီအကြောင်းကိုဇလန်အဖြစ်ရိုက်ကူးထားခြင်းပါဇလန်အစမှာတော့မာယာနဲ့အီတာတို့တငယ်ချင်းနှစ်ယောက်ကအရန်ပဲခင်ကြတဲ့တငယ်ချင်းတွေဖြစ်ပြီးပျော်ပျော်နေတတ်ကြပြီးတွားအတူစားအတူတွေပါ နှစ်ယောက်လုံးကလည်းတက္ကသိုလ်ကျောင်းသူတွေဖြစ်ကြပြီးကျောင်းအားလက်ရမှာကဲနေကြတာပါဒီလိုနဲ့တနေ့မှာအီတာရဲ့အိမ်မှာစကားပြောနေကြရင်အားလက်ရမှာခီးသွားဖို့ပြောနေပြီးအီတာကလည်းနှာခေါင်းသွေးရှံတက်လာပြီးသူ့ရဲ့အဖေနဲ့အမေကလည်းသူ့ကိုခလေးလိုပဲထင်းနေတုံးပဲလို့ပြောနေကမာယာကသူ့အိမ်မှာတခုခုမြင်ထားလို့ရှူပေါက်ချင်တာတော့အောင်ထားပြီးအိမ်ကိုပြန်သွားမယ်လို့ဆိုပါတယ်နင်ဘာလို့ငါတို့အိမ်သားကိုမတွားတာလဲတခုခုမြင်ထားလို့လားလို့မေးပြီးမယ်မာယာကသူစိတ်ထင်နေတာလို့ထင်နေတဲ့အတွက်မပြောဘဲထပြန်သွားပါတယ် ိမ်ထဲကိုလည်းကြောက်ကြောက်နဲ့ကြည်နေပြီသူမအိမ်ဘဝမှာဖက်နှက်စီးနေတော့မှပဲဤတာကထွက်လာပြီးစကားပြောနေလို့လှည့်ကြည့်လိုက်တော့အိမ်ထဲမှာပိန်ကက်ကက်နဲ့တရေတဲ့ကောင်ကိုမြင်လိုက်ပါတယ်မာယာလည်းကြောက်နေတော့မှပဲဤတာကသတိပေးလိုက်လို့အသိဝင်လာပြီးဤတာရဲ့အမေကလည်းဟင်းချိုင်ထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မာယာကသူ့ရဲ့အကူနဲ့တငယ်ချင်းတွေကဂီတီတောင်ကိုတက်ဖို့ပြောနေတာကိုကြားသွားပြီးသူလည်းလိုက်ချင်တယ်လို့အတင်းပူဇာနေတာကြောင့်အကူဖြစ်သူကလိုက်ခွင့်ပေးလိုက်ပါတယ် ဒီတော့သူနဲ့မကွဲမကွာအမြဲတမ်းနေတတ်တဲ့အီတာကိုဖုံးနဲ့လှမ်းပြောတော့သူလည်းလိုက်ချင်ပေမဲ့အင်ကခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုကစကားပြောနေရင်သူ့ရဲ့ဇပင်တွေကအထွေးလိုက်ကျွတ်ထွက်လာတာကိုသတိထားမိလိုက်ပါတယ်။မာယာကလည်းမိန်းကလေးဆိုသူတယောက်ပဲပါတာမို့အီတာကိုလိုက်ခဲ့ဖို့ခေါ်နေတော့အီတာလည်းသူ့ရဲ့အမေကိုခွင့်တောင်းကြည့်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကမာယာတို့မောင်နှမပါနေလို့ခွင့်ပြုခြင်းပေမဲ့မင်းရဲ့အဖေကတော့ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီချိန်မှာပဲအဖေဖြစ်သူကရောက်လာတော့ပထမတော့ခေါင်းကာလိုက်ပြီး နောက်တော့တမီးဖြစ်သူကအတင်းပူဇာနေလို့ခွင့်ပြုပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မာယာကလည်းအိမ်ပြန်ကန်နေအီတာနဲ့စကားပြောနေချင်းအီတာရဲ့အနောက်မှာရုပ်ဆိုးဆိုးမျက်လုံးအနီနဲ့တရေကြီးကိုမြင်တွေ့လိုက်ရလို့အင်ကိုအမြန်ပြန်ပြေးပါတော့တယ်။အီတာကလှည့်ကြည့်တော့သူမကမမြင်ရပါဘူး။ဒါပေမဲ့အခန်းတစ်ခုထဲကအတန်ကိုကြားနေလို့အနားကို တိုးသွားပြီးတကားပွင့်ဖို့လှုပ်ချိန်မှာပဲအဖေဖြစ်သူကရုတ်တရက်ရောက်လာပြီးလန်သွားကတာဖာနှစ်ယောက်စနှောက်နေလိုက်ပါသေးတယ်။ ဒီလိုနဲ့မာယာနဲ့အင်ဒရာတို့မောင်နှမနှစ်ယောက်လည်းတောင်းတက်ဖို့အသင့်ပြင်ပြီးအီတာကိုလာခေါ်တဲ့အခါမှာတော့အမေဖြစ်သူကမာယာရောအင်ဒရာကိုပါသူသမီးလေးကိုစောင့်ကြည့်ပြီးခေါ်သွားဖို့အတန်တန်မှားနေပါတယ်။အီတာကိုလည်းအဖေဖြစ်သူကအမှားစကားတွေပါနေပြီးမာယာနဲ့အီတာကပထမဆုံးအချိန်တောင်းတက်ရမှာမို့ပျော်ရွှင်နေကြပါတယ်။နန်းမှာလည်းနှစ်ယောက်သားတပြုံးပြုံးနဲ့ပါပဲ။ဒီလိုနဲ့တောင်းကိုရောက်ဖို့ကားနဲ့သွားရပြီးတောင်းချီကိုရောက်ဖို့အတွက်ဆိုင်ကငားတဲ့အခါမှာလူက9ယောက်မှဆိုင်ကလည်းနှစ်စီးပဲရှိနေလို့မီနီဘတ်ကိုငှားပြီးဆက်သွားကြပါတယ်။ ။သွားနေရင်မာယာကလမ်းမှာထူးဆန်းတာတွေကိုစမြင်နေရပြီ။အကိုဖြစ်သူကနင်ပါပဲမြင်မြင်မပြောပါဘူးလို့ခတိပေးထားတယ်နော်လို့တတိပေးလိုက်ပါတယ်။သူကလမ်းဘေးမှာလူတယောက်ကိုထပ်ခါထပ်ခါမြင်နေရတာပါ။ခဏအကြာမှာတော့သူတို့တောင်ကြီးကိုရောက်လာခဲ့ပြီ။ကားပေါ်ကစင်းချိန်မှာအီတာကဘိုက်အောင်လာပါတယ်။ဒါပေမဲ့ဘာမှမဖြစ်ပါဘူးဆိုပြီးစသွားကြကသူတို့တောင်ကြီးကယာယီတဲခိုတဲ့နေရာမှာညအိပ်ပြီးမနက်9နာရီမှစထွက်ဖို့အစီအစဉ်နဲ့ပါ ဒီလိုနဲ့ညာဘက်အိတ်နေရင်အီတာကနိုးလာပြီ။သူမယာတိလာနေပါပြီလို့မာယာကိုပြောလိုက်ပါတယ်။မာယာကလည်းယာတိလာနေတုန်းမှာတောင်ပေါ်မတက်ရဘူးလို့တားမြစ်ထားတယ်လို့ပြောတော့အီတာကတော့ဆက်သွားကျင်နေပြီးဆက်လိုက်ဖို့ပဲစိတ်အားထက်သန်နေပါတယ်။အီတာလည်းတပ်ဆင်ကန်းကိုတယောက်တည်းထွက်လာလိုက်ကတပ်ဆင်ကန်းနဲ့ရောက်ချိန်မှာပဲသူမရဲ့သွေးတွေပေနေတဲ့အဝတ်ကိုအိတ်တလုံးနဲ့ကိုထုတ်ပြီးကင်ထားလိုက်တုန်းမှာရုတ်တရက်ဖြတ်ဆိုပြီးဒဇုံတယောက်ကဆွဲသွားတာကိုခံလိုက်ရပါတယ်။သူမော့ကြည့်လိုက်တော့မာယာမြင်နေကြတရေကြီးက သူ့ရဲ့အပေါ်ကနေငုံကြည့်နေတာကိုမြင်လိုက်ပြီးအော်ချလိုက်ပါတယ်။ဒါကိုလဲမာယာကကြားသွားပြီးတစ်ဖွဲလုံးလိုက်လာကြကတကားကိုလဲဖွင့်မရပဲအော်ခေါ်နေရင်ရုတ်တရက်တကားပွင့်လာပြီးမာယာကတောင်းတောင်းကြီးရက်နေကစကားမပြောပဲထွက်လာပါတယ်။အိမ်ထဲကိုပြန်ရောက်တော့အဆောင်ပိုင်ရှင်ကယူနေယူလာပေးပြီးဦးနေတယ်မှုတ်တော့ပါလို့ပြောပြီးမယ်။အီတာကယူပြီးတကြိုက်ပဲမော့ချလိုက်လို့ကြံတဲ့လူတွေလည်းမျက်လုံးပြူးကုန်ကြပါတယ်။ဒီတော့မှအီတာကငါကြောက်တယ်။တန့်စင်ကန်းထဲမှာအရက်ရှိရှိမျက်လုံးနီနီနဲ့ကြောက်စရာကြီးလို့ပြောလိုက်တော့ အဆောင်ပိုင်ရှင်ကလည်းအမလီတလိုက်ပြီးအဲ့ဒါကဒီနေရာမှာရှိတဲ့ဟာကြီးပဲလို့ဆိုကဒီကိုလာတဲ့တောင်တသမားတွေကိုနှောက်ယှက်တက်လို့ဒီနေရာကိုတန့်စင်လိုက်ပြီးတဲ့ကမရှိတော့တာလို့ဆိုပါတယ်။သူတို့တဲကတယောက်ကလည်းဒါဆိုပါလို့ပြင်ရောက်လာတာလဲလို့မေးတော့အဆောင်ပိုင်ရှင်လည်းမဖြေတတ်တော့ပါဘူး။ဒီတော့သူတို့အဖွဲ့ရဲ့ခေါင်းဆောင်ကအီတာနဲ့မာယာကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့အီတာကမပြန်ဘူးဆက်လိုက်ချင်တယ်လို့ထပ်တောင်းဆိုနေပြန်ပါတယ်။ဒီလိုနဲ့မနှက်ရောက်တော့သူတို့တဲကတယောက်ကအီတာကဓမ္မတာလာနေတာမို့မခေါ်သွားသင့်ဘူးလို့ဆိုကပြောနေပြီး ခေါင်းဆောင်လုပ်တဲ့လူကလည်းအယူသီးတာတွေပါလို့ဖြောင်းပြနေကဣတာနဲ့မာယာကလည်းတောင်တက်ဖို့တက်တက်ကြွကြွနဲ့ထွက်လာကြပါတယ်။ဒီတော့အားလုံးပဲစပြီးတောင်ပေါ်ကိုတက်ကြပါတယ်။မာယာနဲ့ဣတာတို့ကပျော်ရွှင်နေကြပြီးတောင်တက်ဖို့ခွင့်ပြုချက်ရယူတဲ့နေရာမှာတက်ဆောင်နှားပြီးခွင့်ပြုချက်ဆောင်ဆိုင်နေတော့မှသူတို့နဲ့မလန်းမကန်းမှာအဖွားတယောက်ကသူတို့ကိုလှမ်းကြည့်နေပါတယ်။မာယာကသူတယောက်တည်းမြင်တယ်လို့ထင်ပြီးကြံတဲ့လူတွေကမြင်လားလို့မေးတော့အားလုံးကလည်းမြင်ကြကတည်ရမဟုတ်ပါဘူးလို့ဆိုပြီးစားနောင်နေကြလို့ အင်တရာကစားနောက်ဓာတ်တွေမလုတ်ဖို့တားလိုက်ပါတယ်။ခေါင်းဆောင်လုတ်သူကစာရွက်စာတန်းတွေရတာနဲ့စာမသွားခင်မှာပဲစူတောင်းမှုလုပ်ဖို့လန်ကီးဖြောင်းပြိုးပြီးအန်ဒီရဲ့ကင်းရှင်းမှုရဖို့အတွက်အားလုံးအတူစူတောင်းလိုက်ကြပါတယ်။တစ်ဖက်မှာလည်းအီတာရဲ့အမေကလည်းသမီးအခန်းထဲကသွေးပေနေတဲ့တ िश ူးနဲ့သပင်းလေးအထွေးလိုက်ကိုမြင်လိုက်ပြီးသမီးကိုစိုးရင်သွားပါတယ်။ယောက်ျားဖြစ်သူကိုလည်းရှင်အရင်ကသမီးကိုဒီလိုအဝေးကိုမလွတ်ပါဘူး။အခုမှဘာလို့လဲလို့မေးတော့အီတာကအရွယ်ရောက်နေပါပြီ တိတ်ပြီးချုပ်ချယ်ဖို့မလိုပါဘူးလွတ်လွတ်လပ်လပ်နေပါစေလို့ပြောလိုက်ကဒါလည်းအမေကမကြည်နံသေးပဲသူတွေးခဲ့တဲ့အရာတွေကိုပြသပြီးတမီးတခုခုဖြစ်နေမလားမသိဘူးလို့ပြောပေမဲ့အဖေဖြစ်သူကတော့မစိုးရိမ်ဘူးပဲပြောပြီးထွက်သွားပါတယ်အီတာကလည်းတောင်ပေါ်ကိုတွားနေရင်မောဟိုက်ကနားတွေဦးလာလို့မာယာခေါ်တာကိုလည်းမကြားရတော့ပဲမာယာကအကြေကြီးကတ်အော်လိုက်မှသတိဝင်လာလို့အစဉ်ပြေလာလို့ပြီးတော့သူဘာမှမဖြစ်ပါဘူးလို့ဆိုကဆက်သွားကြပါတယ်ဒါကိုအင်ဒရာရဲ့တငယ်ချင်းတွေကလည်းခီးကြံ့ကြံ့နေလို့မကြည်ကြပါဘူးဒီလိုနဲ့တထောင်နားတဲ့နေရာမှာ ီတာကသူ့အိမ်ထဲကအထုပ်တစ်ခုကိုထုတ်ပြီးရေကန်ထဲကိုပစ်ချလိုက်ပါတယ်။မာယာကအနောက်ကနေရောက်လာပြီးသူခေါ်နေတော့မှပဲ။အီတာကရုတ်တရက်ပူကတ်ခံရပြီးမာယာကိုလေပဲညှစ်လိုက်ကငင်ကဒီမှာနေလို့မရဘူး။ဘယင်မာကြီးစိတ်ဆိုးနေပြီလို့တရေပုံစံနဲ့ပြောနေကရေကန်ထဲကနေလေဇပင်းဖားလျားနဲ့တရေမတကောင်ထွက်လာတာကိုမြင်လိုက်ကအီတာကလည်းလေပဲညှစ်ထားရင်းကနေထွက်သွားစမ်းလို့မောင်းထုတ်နေပြီ။အင်ဒရာတို့ဝင်ကူတော့မှပဲမာယာလည်းလွတ်သွားသလို့ ခုနစိမ့်နေတဲ့ရေကန်ကတဝက်ကအမဲရောင်ပြောင်းသွားပြီးရေပေါ်မှာသပင်ဖားလျားနဲ့တရဲမကြီးကလည်းသူတို့ကိုကြည့်နေပါတယ်ဒီလိုနဲ့အီတာလည်းပြန်ကောင်းသွားပြီးခီးဆက်ကြပြန်ကလမ်းမှာမာယာကအီတာကိုစိုးရိမ်နေလို့ခဏခဏအဆင်ပြေရလာလို့မေးနေပြီးစိတ်မပူပါနဲ့ငါဘာမှမဖြစ်ပါဘူးလို့ဆိုကဆက်သွားကြရင်သူတို့ရဲ့ဘေးကတော်တဲ့ကနေခလေးတယောက်ကရေပြီးဖြတ်ပြေးသွားတာကိုမြင်လိုက်ကြရပါတယ်အရေးလို့အရာကသူတို့ကိုပတ်သွားနေတယ်လို့ခံစားနေရပြီးထားလိုက်ပါလို့ဆိုကဆက်သွားကြရင် တဏီယာအရောက်မှာတော့အဖိုးကြီးတယောက်လမ်းဘေးမှာရက်နေပြီးအီတာတို့ကိုစိုက်ကြည့်နေကသူတို့ဆက်သွားဖို့ပြင်တော့ကလေးကိုအိမ်ပြန်ခေါ်သွားလို့ပြောနေတာကိုကြားလိုက်တော့အီတာရောမာယာပါနားတွေဦးတာကိုခန်းစားလိုက်ရပြီးသူတို့ကိုကူဖို့လှုပ်တဲ့ကြံတဲ့လူတွေပါအကုန်လုံးနားတွေဦးပုံပြီးလဲကြကုန်ကြပါတယ်ခဏနေတော့မှအားလုံးပြန်ကောင်းသွားကြပြီသူတို့တဲကတယောက်ကဒါအီတာကြောင့်ဖြစ်ရတာလို့ငါထင်တယ်လို့ပြောနေကအီတာကစိတ်ဆိုးသွားပြီးခေါင်းဆောင်လှုပ်သူကလည်းဆက်သွားဖို့ပဲတိုက်တွန်းကခီးဆက်ကြပါတယ် တိတ်မကြခင်မှာပဲတွားနေရင်အီတာကဖိုက်အောင်လာလို့တထောင်နားကိုလှမ်းပြလိုက်တော့အရှိကလူတွေကခီးကြံ့ကြနေလို့စိတ်မရှိကြတော့ပါဘူးအီတာလည်းထိုင်နာရင်ရေတောက်လိုက်ချိန်မှာပဲရုတ်တရက်ပူကတ်ခံရပြီးရဲနေကဒီချိန်မှာပဲအမေဖြစ်သူကလည်းမိဖို့ထဲမှာကြက်ဥကြခွဲသွားပြီးမဲမဲအရာတွေထွက်လာလို့အံ့ဩနေခဲ့ပါတယ်အီတာကလည်းပူကတ်ခံရပြီးကလေးကဒီမှာနေလို့မရဘူးဒီကလေးကယုံညံ့နေသူကဒီနေရာကိုညဉ့်ညမ်းအောင်လုပ်တာငါမလို့ကျင်ဘူးလို့ပြောနေချင်း သူတို့ရဲ့အနီးအနားမှာအဖွားကြီးတယောက်ကိုလည်းမြင်လိုက်ရပြီအီတာကလည်းဒီကလေးထွက်သွားရမယ်လို့အော်ပြောနေပါတယ်မာယာကလည်းအီတာကိုပြန်တိုက်ခိုက်စမ်းလို့ရိုက်ပြီးပြောလိုက်တဲ့အခါမှာတော့ပြန်ကောင်းသွားကအီတာကိုထွက်သွားခိုင်းနေပြီတောင်းကိုမညစ်ပတ်စီခြင်းဘူးလို့ဝိညာဉ်ကပူးကပ်ပြီးပြောနေတာပါဒီတော့အင်ဒရာကသူ့ညီမကိုခေါ်ပြီးအီတာကိုအိမ်ပြန်ပို့ရလိမ့်မယ်လို့ပြောနေကချက်ချင်းပဲအီတာကမျက်လုံးအနီအောင်ပြောင်းသွားကငါအိမ်မပြန်ဘူးနင်တို့အားလုံးအိမ်ပြန်မယ်ဆိုရင်တော့ပြန်လိုက်ကြငါတယောက်တည်းတောင်းထိတ်ကိုဆက်တက်မယ် ဘာလို့ဆိုဒီနားတကြောကငါပိုင်နေမလို့ပဲလို့ဆိုပြီးတယောက်တည်းဆက်သွားပါတယ်။အီတာကပူးကပ်ပြီးသွားနေလို့အယမ်းမြန်ပြီးသူတို့နဲ့မျက်ခြေပြသွားပါတယ်။ဒီတော့အနောက်ကနေလိုက်ကြရင်အတက်တနေရမှာသူတို့တဲကတယောက်ကခီးကအီတာကြောင့်ပြောစရာမကောင်းတော့ဘူးလို့အပြစ်တင်နေကအင်ဒရာနဲ့စကားများကြပါတယ်။မာယာကလည်းအီတာသူလုတာမှမဟုတ်ပဲသူ့ကိုကူညီရမှာလို့ပြောနေချိန်မှာပဲအဖွားကြီးကိုမြင်လိုက်ရပြီ။သူအနားကိုရောက်လာလို့ထွက်ပြေးကကြံတဲ့လူတွေလည်းအတန်ကိုကြားလိုက်ရလို့ပြေးကြရပါတယ်။ ဒီလိုနဲ့အလင်းရောင်ကောင်းတဲ့တဏှာကိုအရောက်မှာတော့ထိုင်နေတဲ့အီတာကိုတွေးလိုက်ကြရပါတယ်။မာယာကအနာကိုသွားတော့သူအယမ်းပင်ပန်းနေပြီလို့ဆိုကတောင်ထိပ်ကိုတော့ရောက်နိုင်မှာတေးကြပါတယ်လို့ဆိုပြီးငိုးနေကငါဆက်သွားရမယ်မလားလို့ဆိုကနင်းနဲ့တောင်တက်ရတာကိုလွမ်းနေမယ်လို့ဆိုပြီးတယောက်ကိုတယောက်ဖတ်ထားလိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့တောင်ကိုဆက်တက်ကြပြန်ပြီ။အီတာကလည်းတဖြည်းဖြည်းစူးစားလိုက်ပါလာပြီ။သူမှမောဟိုက်နေကနားဖို့ပြောပေမဲ့သူဒီလောက်ရောက်လာပြီးတောင်ထိပ်ကိုရောက်အောင်ဆက်တက်မယ်လို့ပြောလိုက်ပြီးဆက်သွားကြပါတယ်။ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းဆက်တက်ကြရင် အချင်းအတန်းကြာသွားလိုက်ပြီးသူတို့ရဲ့ပန်းနိုင်ဖြစ်တဲ့ဂီတီတောင်းရဲ့ထိတ်ကိုညံ့နေဆောင်မှာရောက်သွားကြပါတယ်။ယောက်ျားလေးတွေကလည်းတဲထိုးနေကြပြီးမာယာနဲ့အီတာကစကားအတူထိုင်ပြောနေကအီတာကသူ့ကိုတီးခံပေးလို့ကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။ဒီလိုနဲ့တဲအစဉ်အသင့်ဖြစ်သွားလို့ထားသွားဖို့အလုံးပါပဲ။အီတာကိုပူးကတ်ခံရပြန်ပါတယ်။ဒီတော့သူ့ကိုတဲတဲကိုပြန်ထည့်လိုက်ပြီး အဖွဲကောင်းဆောင်ကအီတာရဲ့အိတ်ကိုစစ်ကြည့်ကြသူတခုခုယူလာခဲ့လားလို့ဆိုတော့ရှားကြည့်ကြပြီမင်းဘာမှထူးကြတာမတွေ့ကြပါဘူးမာယာကလည်းအီတာကိုစိတ်ပူလို့ငိုနေပြီးကောင်းဆောင်ကအကူကြီးသွားရှာမယ်လို့ဆိုကထွက်သွားတော့သူတို့နဲ့မလန်မကန်းမှသူတို့လိုပဲတောင်တက်အဖွဲတခုကိုတွေ့သွားပြီးသူတို့ရဲ့တငယ်ချင်းတယောက်ဝိညာဉ်ပူကက်ခံရလို့ကူညီပေးပါလို့ပြောတော့ဝိုင်းပြီးလောင်ပြောင်နေကြပြီးပိုက်ဆံပေးလိုက်ပါချက်ချင်းနိုးလာလိမ့်မယ်လို့ပြောခံလိုက်ရလို့စကားထများကြပါတယ်ဒီချိန်မှာပဲလူတယောက်ကရောက်လာပြီးတားလိုက်ခါ ီမှာရံမဖြစ်ကြနဲ့တောင်တွေကနှက်ကြီးတယ်လို့ပြောလိုက်ပါတယ်ဒီလိုတားတဲ့လူကလိုက်ကြည့်တဲ့အခါမှာအီတာကသွေးတွေအများကြီးထွက်နေပြီတန်ရှင်ရဲ့အရင်လှောက်ခိုင်းလိုက်ကတန်ရှင်ပြီးတာနဲ့အီတာရဲ့အနားကိုကပ်ပြီးကျန်းစာရုပ်ဆိုပြီးလိုက်ကြကအီတာရဲ့အမေကလည်းဝိပြုတ်နေရင်အတန်တစ်ခုကိုကြားလိုက်ရပါတယ်အိမ်ပေါ်မှာလည်းတကြွန်းကြွန်းနဲ့လမ်းလျှောက်နေတဲ့အံကိုကြားလိုက်ရကသူ့ရဲ့ဘေးမှာတရေကြီးကသူ့ကိုကြည့်နေတာပါအီတာလည်းမျက်လုံးတွေနီးရဲလာပြီးညင်းညူကတဆက်ဆက်တုန်လှုပ်လာပြီး အပြင်ကလူတွေလည်းထိတ်လန့်နေကြပါတယ်ခဏနေတော့မှပြန်ကောင်းသွားတာထလာပြီးသူမကြောက်တယ်လို့ပြောနေလို့ဆရာက incident ပါဆူတောင်းပါလို့ပြောလိုက်ပါတယ်အီတာရဲ့အမေကလည်းယောက်ျားဖြစ်သူကိုနှိုးလိုက်ပြီးသူဝိပြုဆူတောင်းနေတော့မှတယောက်ယောက်ကြည့်နေသလိုပဲလို့ပြောလိုက်တော့စိတ်ထဲမှာထင်တာနေမှာပါလို့ဆိုကတကားပိတ်သွားပါတယ်အီတာကိုကူညီပေးတဲ့ဆရာကလည်း intro ကိုနှုတ်ဆက်ပြီးထွက်သွားကသူတို့နဲ့မလန့်မကန်းပါပဲတဲတဲကိုဝင်အိတ်သွားပါတယ်အဲ့ဒီနောက်မာယာရောအားလုံးအိတ်နေကြတော့မှအီတာကနိုးလာပြီး ဘာယာနာကုန်ကပ်ပြီးငါအိမ်ပြန်ကျင်တယ်လို့ပြောနေတာတခြားမိန်းကလေးပုံစံနဲ့ပြောင်းသွားပြီးဒီနေရာမှာဒီကလေးကြောင့်ဆွန့်ထင်းသွားပြီးဒီကလေးပြန်ရမယ်လို့မာယာကိုကပ်ပြောလိုက်လို့မာယာလည်းလန်နိုးလာတာသူနိုးလာတဲ့အခါမှာတော့အီတာကိုမတွေးလို့အပြင်ကိုလိုက်ရှာပါတယ်သူလိုက်ရှာနေရင်ဘေးကနေခြောက်ချားစရာအတန်တွေကိုကြားနေရလို့ကြည်နေတော့မှာပဲတယောက်တည်းထိုင်ပြီးရည်နေတဲ့အီတာကိုတွေးလို့အနာကိုအသွားမှာရည်ပြီးသူ့ဘက်ကိုလှည့်လာပါတယ်ဘာလုပ်နေတာလဲလို့မေးတော့တငယ်ချင်းနဲ့စကားပြောနေတာလို့ဆိုကလူတယောက်ကိုပုတ်တတ်တယ်လို့လုံနေလို့ တဲတဲကိုပြန်ကြမယ်လို့ပြောလိုက်တော့မျက်လုံးအနီအောင်ပြောင်းသွားပြီ။သူကနင်းရဲ့တငယ်ချင်းမဟုတ်တော့ဘူး။သူ့ကိုငါပိုင်သွားပြီလို့ပြောလာပါတယ်။ဣတာရဲ့အနောက်မှာလည်းတရေကြီးကထိန်းချုပ်နေတာကိုမြင်လိုက်ရပြီ။မာယာကလည်းကြောက်ကြောက်နဲ့ဣတာကိုပြန်ထိုက်ခိုက်စမ်းလို့ဆိုကာပါးကိုဆင့်ပြီးတီးချလိုက်ပါတယ်။ဒီတော့မှသတိပြန်ဝင်လာပြီ။သူဒီကိုဘလို့ရောက်နေတာလဲလို့မေးနေလို့မာယာလည်းအတင်းခေါ်ပြီးနောက်လည်းမကြည့်ပဲပြန်လာခဲလိုက်ကြပါတယ်။နောက်တနေ့မနက်ရောက်တဲ့အခါမှာတော့အပြင်မှာအိတ်ကြတဲ့အင်ဒရာတို့လည်းနိုးလာကာ ညကသူတို့ကိုကူညီပေးတဲ့လူကိုအရေးအယောင်တော့မမြင်ရတော့ပဲသူတို့ညကမူမမှန်တာကိုသိနေပြီညကသူတို့အားလုံးကအဝဲအထက်ထက်ကျူဖနက်တွေလည်းစီးထားတာဒါတော့အဲ့ဒီလူကတီရှပ်နဲ့ညက်ဖနက်ပဲစီးထားတာလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အီတာတို့လည်းနိုးလာပြီကြံတဲ့လူတွေကပြန်ကြဖို့ပစ္စည်းတွေတိတ်နေချိန်မှာပဲအီတာကကြောက်တုံးတစ်ခုနားကိုတွားထိုင်နေကသူ့ရဲ့မွေးရမြေလိုခံစားရပြီတသက်လုံးဒီမှာနေသွားချင်တယ်လို့ပြောနေကဆက်ပြီးหนีလို့မရပဲကြာရင်အောက်ကိုဆင်းဖို့နောက်ကျသွားမယ်လို့ဆိုကဆွဲခေါ်တော့ ။ဤတာကနင်းဒီကြောက်တုံးသားကိုပြန်ရောက်လာရင်နင်းငိုနေမှာလို့ဆိုပါတယ်။တနေ့ကျရင်နင်းဒီကိုထတ်လာပြီးငါ့ကိုတွေ့မှာလို့ပြောနေလို့မာယာကလည်းပြန်ဖို့အတင်းဆွဲခေါ်သွားလိုက်ပါတယ်။ဒီလိုနဲ့အားလုံးကလည်းတောင်အောက်ကိုပြန်ဆင်းဖို့ဆူတောင်းမှုလုပ်လိုက်ကြပြီးပြန်လာကြကလမ်းမှာဤတာကသူ့ရဲ့အင်ကြီးလဲထားတာကိုသတိထားမိသွားပြီးနင်းလဲပေးထားတာလားလို့မေးနေကမာယာကလည်းချွေးတွေရွှဲနေလို့ငါအင်ကြီးဝတ်ပေးထားတာလို့ဆိုတော့ဤတာလည်းနောက်မှငါပြန်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့သူတို့ခကြီးတစ်ထောင်နားကြတဲ့နေရာရောက်မှာပဲ။ ။ဤတာကငါတို့တခုခုကြံခဲ့တယ်လို့ခံစားနေရတယ်လို့ဆိုတော့သူတို့ထဲကတယောက်ကလည်းငါတို့လူတယောက်ယော့နေတယ်လို့ပဲလို့ပြောနေကလူခဏယောက်ရှိတယ်ဒါပေမဲ့ငါရင်ရင်တယောက်ယော့နေတယ်လို့ဆိုတော့ကြံတဲ့လူကလည်းမင်းရဲ့ဘွဲကအတူကြီးလားဒါလေးတောင်မရေတက်ဘူးလားလို့ဆိုကခီးဆက်ကြပါတယ်။သူတို့ထွက်သွားတဲ့အခါမှာဤတာကနောက်ကိုပြန်ငေးကြည့်နေပြီးမာယာကိုလည်းနေနောက်တခါဒီကိုထပ်လာရင်အားကိုတွေ့ရင်နင်းနဲ့အတူခေါ်သွားပါလို့ဆိုကပြောနေပြီးသူထွက်သွားတဲ့အခါမှာတော့မာယာလည်းကြောင်ပြီးကြံခဲ့ပါတယ် အဲဒီနောက်မှာတော့သူတို့အားလုံးလည်းတောင်အောက်ကိုပြန်ရောက်ခဲ့ပြီးကားနဲ့အိမ်ကိုပြန်လာခဲ့လိုက်ကြပါတယ်။ဒါပေမဲ့အီတာကတော့အကောင်းတိုင်းမဟုတ်တော့ပဲပုံမှန်မဟုတ်တော့ပါဘူး။မာယာတို့မောင်နှမလည်းအီတာကိုအိမ်ပြန်လိုက်ဖို့တော့အမေကိုနှုတ်မဆက်ပဲတောင်းတောင်ကြီးအိမ်ထဲကိုဝင်သွားပါတယ်။မာယာတို့အိမ်မှာလည်းအမေဖြစ်သူကမျှော်နေပြီးမောင်နှမနှစ်ယောက်ကအိမ်ရဲ့အနောက်ကနေဝင်လာပြီးခြေလက်စည်းကြောနေလို့အမေဖြစ်သူကစိတ်အေးသွားပြီးဒီအချိန်မှာပဲတကားခုတ်တန်ကိုကြားလိုက်လို့ဖွင့်လိုက်တော့မာယာတို့မောင်နှမဖြစ်နေလို့ဖျားတာပြီးလန့်သွားပါတယ်။ ဒီတော့အိမ်နောက်ကဘသူလဲလို့မေးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်လာတဲ့အင်ဒရာတို့မောင်နှမလေးအမေကိုနှုတ်ဆက်ပြီးအခန်းထဲကိုတန်းဝင်သွားကြပါတယ်သူတို့ရဲ့မိခင်လည်းခြေစည်းတဲ့နေရာကိုတွားကြည့်ပြီးစိတ်ချောက်ချနေပါတယ်ညရောက်တဲ့အခါမှာတော့မာယာကိုအမေကနှိုးပြီးအီတာကဇက်တိုက်ငိုနေတယ်လို့ပြောလို့ညတွင်ချင်းပဲအီတာတို့အိမ်ကိုရောက်သွားတဲ့အခါမှာအီတာကပူကတ်ခံထားရပြီးဘာသာရေးဆရာတယောက်ကနင်းဘသူလဲဒီကလေးကအပြောမအလုံးမရှိခဲ့ရင် ခွင်းလွတ်ပေးပါလို့စိုးနေကအီတာကတော့ဇက်တိုက်ရင်နေပြီး အမေဖြစ်သူကလည်းသူ့ရဲ့သမီးလေးကိုကူညီပေးပါလို့ငိုပြီးပြောနေတဲ့အတွက်တရားကစိတ်မပူနဲ့လူကိုတတ်နိုင်တဲ့မိစ္ဆာမျိုးမရှိဘူးလို့ဆိုတော့ဒီတာကဆရာရဲ့မျက်နှာကိုတရွင်းနဲ့ထွေးချလိုက်ပါတယ်မျက်လုံးတွေကလည်းညည်ရဲနေပြီးရဲနေကဆရာကပတိစိတ်ပြီးစူတောင်းဝင်မယ်မရပဲသူ့ရဲ့လက်သေးတွေကိုဆွဲချုပ်ပစ်နေပါတယ်လက်သေးတွေကိုဇက်တိုက်ချုပ်နေကပိုဆိုးလာတဲ့အခါမှာတော့အဖေဖြစ်သူကစေးယုံကိုခေါ်သွားလိုက်ပြီးအိတ်စီးပေးထားလိုက်ကအီတာရဲ့အဖေကဘာယာတို့မောင်နှမကိုပြစ်တင်ပြောဆိုနေပါတယ် သူသမီးတခုခုဖြစ်ရင်မင်းတို့ကိုရဲစခန်းတိုင်မယ်လို့လည်းပြောလိုက်ပါတယ်။ဒီအချိန်မှာပဲဒေါက်တာကထွက်လာကဣတာဖြစ်နေတာကသူတို့ကူတာနိုင်တဲ့ဈေးကူတာမှုထက်ကြော်လွန်နေတယ်လို့ဆိုကသူ့ကိုဒီမှာပျောက်ကင်းအောင်ကုပေးလို့မရဘူးလို့ဆိုပါတယ်။အဲဒီနောက်မာယာကကြောင်းမာလည်းတယောက်တည်းဖြစ်နေပြီးဣတာကိုတတိယနေကမြင်ယောင်နေပါတယ်။ဒီတော့မာယာစီကိုလည်းတွားလိုက်ပြီးပိုက်ကြီးကလည်းအကြီးကြီးဖြစ်နေကမစားနိုင်မအိတ်နိုင်ဖြစ်နေပါတယ်။လက်တွေကိုလည်းကြိုးတုပ်ထားလို့ဆီယာမကိုကြိုးဖြီခိုင်းပြီး မာယာကလည်းနင်းလုံးဝပြန်ကောင်းလာတဲ့အထိငါဆူတောင်းပေးပါမယ်လို့ဆိုကငိုနေလိုက်ပါတယ်။အပြင်မှာလည်းအမေဖြစ်သူကငိုနေပြီးသူ့ဒါကိုလက်ခံပြီးသားပါလို့ပြောနေကစီယာဝန်ကအီတာနေမကောင်းတာကစီးပညာနဲ့မဆိုင်ဘူးလို့ပြောတယ်။သူတို့အီတာကိုကူးဖို့အထက်လန်းစီယာတွေအများကြီးခေါ်ခဲ့ပေမဲ့တယောက်ကတော့အီတာကပစ္စည်းတစ်ခုကိုပြန်ယူရမယ်လို့ပြောတယ်လို့ဆိုပါတယ်။ဘာပစ္စည်းလဲဆိုတာကိုလည်းမသိပဲအီတာလည်းမသိဘူးလို့ဆိုကမာယာလည်းစဉ်းစားသွားပါတယ်။မာယာလည်းအင်တရာတို့ကိုလည်း ူတို့အီတာရဲ့အိတ်ကိုရှာတော့ကဘာတွေ့လဲလို့မေးကသူများသွေးစွန်းနေတဲ့အတွင်းကံကိုတနည်းအားဖြင့်မပြစ်ထားခဲ့မိလို့များလားလို့ပြောတော့လေသူတို့အထဲကတယောက်ကအီတာရဲ့ပစ္စည်းတွေကိုသိမ်းပေးနေတော့မှဝင်ပြီးသားအတွင်းကံကိုတွေ့တယ်လို့ဆိုပါတယ်ဒီတော့မာယာလည်းစဉ်းစားမရဖြစ်နေပြီအင်ဒရာကညီမဖြစ်သူကိုထပ်ပြီးဝင်မပါဘူးနဲ့သူ့ရဲ့အဖေကငါတို့ကိုရဲတိုင်တော့မှလို့ပြောကထွက်သွားပါတယ်အဲ့ဒီနောက်မှာတော့အီတာရဲ့အမေကဆေးရုံကိုအလာမှာသူ့သမီးအခန်းကပွင့်နေပြီအခန်းဝအရောက်မှာပဲလူတယောက်က အခန်းထဲကနေအမြန်ထွက်သွားတာကိုမြင်လိုက်ပါတယ်။ဒီလိုနဲ့တညမှာအီဒါကနိုးလာပြီးမျက်လုံးဖွင့်ကြည့်တော့အခန်းတောက်မှာပိန်ပိန်ရှိရှိနဲ့တရေကြီးကိုမြင်လိုက်ရပါတယ်။သူလည်းကြောက်ပြီးတစ်ဖက်ကိုလှည့်လိုက်ပြီးပြန်ကြည့်လိုက်တော့ပျောက်သွားကခဏနေတော့သူ့ရဲ့ဂရင်ချင်းရင်းကနေပေါ်လာပြီးသူ့အပေါ်ကိုတက်ဖိထားလို့ပီတာလည်းအော်ဟစ်နေရင်နှာခေါင်းတွေနားတွေကနေသူ့ရည်ထွက်ကြလာပါတယ်။နောက်တနေ့မာယာနဲ့အတူရှိနေတုန်းမှာအီဒါကညာတိုင်းအရက်ရှိရှိနဲ့မဲမဲအရာကြီးကသူ့စီလာလာနေတယ်လို့ပြောလိုက်ပြီး ဘာလို့ငါစီကိုအဲ့ဒါကြီးကလာနေရတာလဲလို့မေးကမာယာကလည်းစိတ်ထင်နေတာပါလို့ဆိုပြီးနှစ်သိမ့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အီတာနဲ့တောင်အတူတက်ခဲ့တဲ့အဖွဲတွေကခေါင်းဆောင်လုပ်သူကသူတို့အရင်ကလည်းဓမ္မတာလာနေတဲ့မိန်းကလေးတယောက်နဲ့တောင်ကိုတက်ခဲ့ဘူးပြီးဘာမှမဖြစ်ခဲ့ဘူးဘူးလို့ဆိုကအီတာဖြစ်တာကဒါနဲ့မဆိုင်လောက်ဘူးလို့ပြောနေကြကတယောက်ကလည်းသူပြန်လာတော့ကတယောက်ယောက်လုံနေတယ်လို့ခံစားနေရတယ်လို့ဆိုတော့အင်ဒရာကဒါဆိုလို့ရှိရင်တောင်ပတက်ခင်တော့ကအီတာမှာတောင်ဆောင်တက်နေဒေါသထွက်စီမဲ့တခုခုရှိနေပြီး အဲ့ဒါကြောင့်ဖြစ်မယ်လို့ဆိုတာမာယာကလည်းအီတာစီကိုလာနေတဲ့တရေကြီးအကြောင်းကိုပြောပြလိုက်ပါတယ်။အီတာရဲ့အမေလည်းစေယုံကိုအလာမှာစေယုံရှိမှတူသမီးအခန်းထဲကိုဝင်သွားတဲ့လူကိုထပ်တွေးလိုက်ရပြီးကားကကွေအသွားမှာပဲပြန်ကြည့်တော့မရှိတော့ပါဘူး။အီတာစီကိုလည်းမာယာတို့အဖွဲလိုက်ရောက်နေကသူတို့စကားပြောနေတုန်းမှပဲအီတာကအခန်းတောင်မှာတရေကြီးကိုထပ်မြင်တွေးလိုက်ရပြီးသူ့ကိုစိုက်ကြည့်နေတယ်လို့ပြောတော့မာယာကလှည့်ကြည့်တော့မရှိပါဘူး။ဒီအချိန်မှာပဲသူ့ရဲ့အဖေဖြစ်သူကရောက်လာပါတယ်။တညမှာတော့မာယာစီကိုအီတာကနေကောင်းသွားပြီး သူ့ရဲ့အင်ဂျီလာပေးနေကမာယာကလည်းနင်းကိုလက်ဆောင်ပေးတယ်လို့ဆိုကပြန်ယူသွားဖို့ပြောလိုက်တော့ကျေးဇူးတင်ကြောင်းပြောပြီးပြန်ထွက်သွားကမာယာလည်းပြောနေပါတယ်မာယာကလည်းပြန်ဝင်ပြီးအိတ်နေလိုက်ပြီးအကိုဖြစ်သူကအီတာအသေးသံဖြစ်တယ်လို့လာပြောတော့စေယုံကိုလိုက်သွားအကြည့်မှာပဲအီတာကလျှက်စင်းနဲ့နှလုံးခုန်အောင်ကုသနေရင်ဗဇက်ကနေသူ့ရဲ့အန်ထွက်လာကဆုံးပါသွားပါတော့တယ်အမေဖြစ်သူကလည်းတမီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ယူကျုံးမရဖြစ်ကငိုကြွေးနေပြီးအိမ်မှာတည်သွားကသူတို့အိမ်ရှိကိုလည်း ။ဈေးရုံကိုလာတဲ့လူကဆိုင်ကင်းနဲ့ထက်ရောက်လာပြီးအိမ်ထဲကိုကြည့်ပြီးပြုံးနေကအီတာရဲ့အမေကလည်းသူ့ကြောင့်ငါသမီးဒီရတာလို့ထွက်သွားစမ်းလို့မောင်းထုတ်နေကအီတာရဲ့အဖေကလည်းမောင်းထုတ်တော့မှပြုံးပြီးထွက်သွားပါတယ်။မာယာကလည်းအီတာကိုသတိရပြီးစိတ်မကောင်းဖြစ်နေကမိဘတွေကလည်းဖြောင်းပြပေးနေရပါတယ်။ဒီလိုနဲ့မာယာအိယာဝင်ချင်းအိမ်မပျော်ဖြစ်နေကအီတာကတူတူကူကူကြံခဲ့တယ်လို့ပြောတာရဲ့။အမေဖြစ်သူကလည်းအတလန်းစရာတယောက်ကအီတာကသူ့ထားခဲ့တဲ့အရာကိုပြန်ယူရမယ်လို့ပြောတာရဲ့။ သူအီတာတို့အိမ်မှာမြင်တဲ့တရေကြီးရဲ့သူတို့မသွားခင်ကအီတာရဲ့အဖေကအီတာကိုအိမ်မဲတစ်ခုနဲ့ပစ္စည်းတစ်ခုပေးကအဝေးကိုလွှင့်ပြဖို့မှားနေတာကိုပြန်အမှတ်ရသွားပါတယ်။တောင်ပေါ်တန်ရင်အီတာကသူ့အဖေမှားလိုက်တဲ့အထုပ်ကိုရေကန်ထဲကိုပြစ်ချလိုက်လို့ရေကန်စောင့်နှက်ကစိတ်ဆိုးသွားတာရော မာယာအကုံအမှတ်ရသွားပါတယ်။ဒီတော့အီတာရဲ့အမေကိုပြောပြလိုက်တော့အီတာရဲ့အမေကအီတာကိုရှင်ပါပေးလိုက်တာလဲလို့ဆိုကယောက်ျားပြည့်သူရဲ့အခန်းကိုအတင်းဝင်ကြည့်တော့အစီရင်ပြုလုပ်ထားတာတွေကိုမြင်တွေ့လိုက်ရပြီ။ အဲ့ဒါကဂီတီတောင်ပေါ်မှာအီတာကို၆လမ်းခဲ့တာပဲလို့ဆိုကရှင်ဘာလုထားတာလဲလို့မေးတော့ယောက်ျားဖြစ်သူကပြောပြပါတော့တယ်တကယ်တော့အီတာရဲ့အဖေကစီးပွားရေးကြာဆင်းနေပြီအပြိုင်ပေါ်လာကတဲ့ကဖြစ်ကအဲ့ဒီအပြိုင်ရဲ့လုပ်ငန်းကိုပြက်စီးအောင်နီးလန်းရှာပြီးလုပ်ခဲ့ပြီမဲ့တဖက်ကပြန်ပြီးသူ့ရဲ့စီးပွားရေးကိုပြက်စီးဖို့အောက်လန်းနီးနဲ့တုတ်ပြန်တာကိုခံခဲ့ရတာပါအဲ့ဒီအရာကသူ့ကိုမထီပဲအီတာကိုသွားပြီးတက်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်အီတာဒီလိုဖြစ်ရတာကိုလည်းအဖေဖြစ်သူကသိနေပြီး အမေကိုမပြောဖို့ဖုံးပီခိုင်းထားတာပါအီတာကိုပြီးလိုက်တာကတော့သူ့ကိုတိုက်ထားတဲ့အစီရင်အယုတ်ကိုအိမ်အောက်မှာရှာတွေ့ခဲ့ပြီးပညာရှင်တယောက်ရဲ့ပြောစကားအရဒီအရာကိုအဝေးဆုံးတနေရာကို လွှင့်ပြရမှာပါဒီတော့အီတာကလည်းတောင်းတအသွားနဲ့သမီးနဲ့ထည့်ပေးလိုက်တာပါဒါတွေကိုတည်သွားတဲ့အီတာရဲ့အမေကလည်းယောက်ျားဖြစ်သူကို ပြောဆိုလုပ်နေကယောက်ျားကလည်းငါတို့စီးပွားရေးနဲ့အီတာအတွက်လှုပ်တာပါလို့ပြောနေလို့အီတာကအခုဒေသွားပြီလို့ဆိုကအော်ဟစ်လိုက်ပြီအီတာကရှင့်ကြောင်တေးရတာလို့ဆိုကပြောပြီးထွက်သွားပါတယ် နောက်ဆုံးမှာတော့မာယာတို့အဖွဲ့တွေဂီဒီတောင်ပေါ်ကိုနောက်တစ်ကြိမ်ထက်ရောက်သွားပြီးမာယာကအီတာထိုင်ခဲ့တဲ့ကြောက်တုံးသားကိုတွားကငုံနေပြီးအီတာကိုတတိယကျောင်းနေပြောနေကမာယာလို့ခေါ်တန်ကိုကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာအီတာဖြစ်နေပြီးအီတာနဲ့အတူလက်တွဲကလမ်းလျှောက်ထွက်သွားရင်းဇာလန်းလည်းပြီးဆုံးသွားခဲ့ပါလေခမညာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူ ကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဏီကုံးချုပ်လိုက်ရပါတယ်ခင်ဗျာ